တသက်ထွေရွှေဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ကိုကိုယ်စားလှယ်နဲ့ဒါမှမဟုတ်ရန်ကုန်မှာပဲထွေခွင့်ရနိုင်ဖို့တောင်းဆိုထားပေမဲ့လက်ရှိချိန်ထိအကြောင်းမပြန်သေးဘူးလို့ရွှေလုံငန်းရှင်တွေထပ်မသိရပါဗျ။ဒီလုံငန်းလိုင်စင်ကိုရှောက်ထားတဲ့ရွှေဆိုင်ပေါင်းထောင်နဲ့ချီရှိပြီးလက်တလုံးမှာတော့ရွှေဆိုင်40ဝန်းကျင်ကပဲလိုင်စင်ထုတ်ယူခွင့်ရရှိထားပါဗျ။လိုင်စင်ချပေးထားတဲ့ဆိုင်တွေအားလုံးကစုပြီးအခုလိုမျိုးတောင်းဆိုထားကြတာဖြစ်တယ်လို့ရွှေဆိုင်မရှင်တူကပြောပါဗျ။အခုဒီမေဒီကတော့ကြားရရမယ်ကြားရည်ကအဲအမအကြောင်းမပြန်သေးဘူးကွာတော်တော်တင်ထားတယ်အဲ့လိုပဲပြောရတယ်အကြောင်းမပြန်သေးဘူးလို့ပြောရတယ် အဲဘလုံးနေတော့ကျွန်တော်တို့ကပြောမယ်ဆိုရင်ဟိုဟာအဲသူ့ဘာလိုက်တော့ရှောက်တော့ထောင်ကြည့်ရှိတော့နော်အခုကျွန်တော်တို့ရတာကအရောက်ဒီနေလားဆိုင်နေလားဆိုရသေးတယ်အဲဒီဆိုင်နေတဲ့လောက်ကပဲရေလုံးကောင်းဆိုတာပေါ့နော်အဲနောက်တဲ့နောက်တဲ့ depression ရတာဆိုကျွန်တော်ကနောက်တဲ့လူကထက်တောင်းဆိုတော့ပို့ပြီးတော့အဲရရနိုင်ပြန်များတယ်လို့ကျွန်တော်မြင်တယ်ဗျာသူကဒီဒီဒီပြလိုက်ချင်ချပြရအောင်ချပြတဲ့အနည်းငယ်တော့ရှိတယ်၄၀လောက်ကတော့တောင်းဆိုတာပေါ့ဒါတက်၄၀ထက်ပြပဲနောက်၄၀ထက်တောင်းဆိုပါလေအချင်းနဲ့များလာရင်တော့ ပို့ပြီးတော့ရနိုင်ရေးပြည်တယ်ကျွန်တော်မြင်ပါတယ်။ဘာလို့ဆိုရင်ကျွန်တော်ကြောင်းတွေ့တယ်ဟုတ်တယ်လုပ်ငန်းလိုင်စင်ထုတ်ယူခွင့်ရရှိတဲ့ရွှေဆိုင်တွေအနေနဲ့နေပြည်တော်မှာရှိတဲ့အမှတ်နဲ့တပ်ထုတ်တွင်းလုပ်ငန်းဓာတ်တပ်ထုတ်ရွှေဝန်ဆောင်မှု လုပ်ငန်းရုံးအဖွဲ့မှလူကိုယ်တိုင်သွားရောက်ထုတ်ယူရမှာလို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGE ကအသိပေးကြေညာထားပါတယ်။ဒီလိုမျိုးလူကိုယ်တိုင်သာသွားရောက်ထုတ်ယူရမယ်လို့ကြေညာချက်ကြောင့်အသက်အရွယ်ကြီးမြင့်နေပြီးကျန်းမာရေးချို့ယွင်းနေတဲ့စိုင်းပိုင်ရှင်တွေအနေနဲ့အခက်တွေ့နေကြရတာပါ။ ဝိုင်းချီအီအသင်းရဲ့ဥက္ကဋ္ဌဦးမျိုးမြင့်ကိုဆက်သွယ်မေးမြန်းတဲ့အခါအခုလိုမျိုးပြန်လည်ဖြေကြားခဲ့ပါတယ်။ဟုတ်တယ်။ license နဲ့ဘန်စင်နဲ့ကြိုက်ရမယ်ပေါ့သမီးရဲ့။ license နဲ့ဘန်စင်နဲ့ကြိုက်ရမယ်ဆိုတော့ဟို license ရှိတယ်ဒါပေမဲ့အသက်ကြီးနေပြီ။ဒါဘန်စင်ကြတော့ तू ကဘန်နေပါလိမ့်မသွားတော့ဘူး तू အသက်ကြီးတဲ့လူပေါ့။အဲ့ဒါမျိုးကြလို့ရှိရင်သင်ရင်ကြိုက်အောင်လို့အဲ့ဘန်အသက်ကြီးတဲ့လူရဲ့အဲ့ဟိုဟိုဥရောပနေပြီးတော့ဘန်နဲ့ချိန်ပြီးတော့လွတ်ပေးတာပေါ့။ ဒေတာရအောင်ပါစီသွားဖွက်ပေးတာပေါ့ဒီမှာပဲလုပ်လို့ရပါတယ်အဲ့ဒါကျွန်တော်တို့တင်းဟောကြောက်ရလိုက်ရင်ကျွန်တော်တို့ကဒီဘက်ကဟိုဗန်နဲ့ချိန်ပြီးတော့တစ်ခါတည်းလုပ်ပေးလိုက်တာပါဗျာလုပ်ငန်းရှင်တွေအနေနဲ့ကတော့ဒီနေ့အချိန်ထိသူတို့တောင်းဆိုထားသလိုစီစဉ်ပေးမယ်လို့ဆိုတဲ့အကြောင်းကြားချက်မရသေးပါဘူးလို့အခိုင်အမာပြောဆိုနေကြတာပါဒီလုပ်ငန်းလိုင်စင်လုဆောင်ရမှာအသုံးနစ်စာလိုင်စင်ကြီးကို75သိန်းပေးသွင်းရမယ်အပြင်ရွှေရောင်းဝယ်ပေးစာစာအုပ်နှုတ်အတွက်ချက်3000ပေးသွင်းရမယ်လို့သိရပါတယ်